AK Chibat တတမီမီတို့ဒီနေ့ပြောပြမှာတော့လင်းနို့တွေရဲ့အကြောင်းပဲဖြစ်ပါတယ်လင်းနို့တွေဟာငှက်မဟုတ်ဘဲနဲ့နို့တိုက်တတဝါဖြစ်ပါတယ်တခုတည်းသောပြန်တန်းနိုင်တဲ့နို့တိုက်တတဝါပါတဲ့သူတို့ရဲ့အရေပြားဟာပါပြီးအတောင်မှဟာလက်ချောင်းရိုးတွေနဲ့ဖွဲ့စည်းထားပါတယ်တဲ့ညဘက်မှာသာအစာရှာတယ်လင်းနို့အများစုဟာညဘက်မှာသာအသီးတွေပိုးမွှားတွေရှာဖွေစားတောက်ပြီးတော့ အသံလှိုင်းတွေကိုနားဆွင့်ပြီးအမှောင်ထဲမှာလမ်းရှာနိုင်ပါတယ်တဲ့လင်းတို့မှာမှအသီးတွေကိုပဲစားတဲ့လင်းတို့နဲ့သွေးဆုပ်တဲ့လင်းတို့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်မြန်မာပြည်မှာတော့တက်တီးစားတဲ့လင်းတို့တွေသာရှိပြီးတော့သွေးဆုပ်တဲ့လင်းတို့တွေကတော့တောင်အမေရိကမှာပဲအဓိကနေပါတယ်တက်တီးစားတဲ့လင်းတို့တွေကတော့တဘာဝအတွက်အရေးပါတဲ့အကောင်တွေဖြစ်ပါတယ်သူတို့တွေကဝိမုံကူးခြင်းနဲ့အဆိပ်ပြန်ဖြန့်ခြင်းလိုတဘာဝဖြစ်စဉ်တွေကိုအကူအညီပေးတာကြောင့်ပါတဲ့ လင်းတို့တွေကအုပ်စုလိုက်နေထိုင်ကြပါတယ်တဲ့ မင်းတို့တွေဟာဂူတွေထဲမှာတစ်ပင်အကိုင်းခတ်တွေမှာအုပ်စုဖွဲ့ပြီးတော့နေထိုင်ကြတယ်။သူတို့တွေဘလောက်များလဲဆိုရင်တစ်ခါတလေသူတို့အုပ်စုကအကောင်ရာနဲ့ခြေပြီးတော့တွေ့ရတတ်ပါတယ်။အဲ့လိုမျိုးဂူတွေတစ်ပင်အကိုင်းခတ်တွေမှာနေရင်လဲသူတို့ဟာသူတို့ခြေထောက်နဲ့တွဲလောင်းဖို့ပြီးတော့နေထိုင်တတ်ကြပါတယ်။လင်းတို့တွေဟာကမ္ဘာအသက်ရှည်ဆုံးနှုတ်တိုက်တတဝါတွေထဲမှာပါဝင်ပြီးတော့တချို့မျိုးစိတ်တွေဆိုရင်နှစ်30ကျော်အထိရှင်သန်နိုင်ပါတယ်။တို့ကြောက်စရာမလိုပဲတဘာဝပါဝင်ချက်အတွက်အရေးပါတဲ့အကောင်လေးတွေဖြစ်လို့တို့တဘာဝအတိုင်း လည်းနေထိုင်ခွင့်ပေးလို့ရပါတယ်တဲ့။ကဲလင်းတို့တွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်။မင်းတို့တွေကဘယ်လိုနေထိုင်ကြလဲ။တကောင်နဲ့တီးတီးတန့်တန့်နေတယ်။နှစ်အုပ်စုဖွဲ့ပြီးနေထိုင်ကြတယ်။ဟုတ်ပါရဲ့အုပ်စုဖွဲ့ပြီးနေရဆိုရင်တော့အဖြေလေးတွေမှန်ပါရဲ့။ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်ရအောင်။